ပါရှင်ရှိမှန်သည်လို့ရှောင်ပြလိုက်တာဟာလည်းပဲတံမိုးကြီးတဲ့ကိုကျင်တရားကောင်းရင်းတစ်ခုပါသူများပိုင်ဆိုင်ထားတဲ့အရာဝတ္ထုဒါမှမဟုတ်လူပုဂ္ဂိုလ်တို့တယောက်ကိုကိုကလိုချင်လာတဲ့အခါကိုချင်းစားတတ်ပါစေကိုကရမ်းလိုချင်နေတဲ့ပစ္စည်းဒါမှမဟုတ်လူပုဂ္ဂိုလ်တို့တယောက်ရဲ့ပိုင်ဆိုင်ဟာသူမျက်နှာတံမိုးထားတဲ့အရာကိုရောက်ဖို့အတွက်သူမှာအချိန်တွေရောငွေတွေဘဝတွေပေးပြီးစူးစမ်းထားရတာ လိုတကူရလာတာမှမဟုတ်တာဒါကြောင့်အတင်းအဓမ္မလူယူဖို့မချိုးစားပါနဲ့အတင်းအဓမ္မလူယူဖို့အထိမချိုးစားလိုက်ပါနဲ့ကိုမျက်နှုတ်တံမိုးထားတဲ့အရာကိုတပားသူက လူယူသွားမယ်ဆိုရင်တော့ကိုယ်အနေနဲ့ခံနိုင်ရရှိရလားဆိုတာကိုယ့်ကိုယ်ကိုအရင်ပြန်မေးကြည့်ပါခန္ဓာတပြုတ်မြင်တွေ့ရုံနဲ့လူကျင်တတ်မှတ်မိတဲ့တဲ့တော်လူယူဖို့အထိစူးစမ်းမိသေးတယ်ဆိုရင် တို့မှာနှစ်တွေအများကြီးပြည့်ဆက်ပြီးတော့စူးစမ်းထားရတဲ့ပိုင်ရှင်ကဘလောက်တေတော်မျက်နှာတမိုးတန်းနေမလဲတချက်လောက်လေးကိုချင်းစာကြည့်ပေါ့တကယ်လို့ကိုကလူယူလိုက်လို့ရခဲ့ရင်တော့မှဒီနေ့ကျရင်ဒါမျိုးလည်းပဲကိုကပြန်လူယူခံရလိမ့်မယ်ဆိုတာဘရွဲမတွေ့ချုံလေးရမှာဖြစ်ပါတယ်ခရဟောတဲ့ပါဠိတော်မှာစနေတိတတိတံပါကံဘယ်ရာမစိုးဒီနေ့ကျရင်တော့တူသောအကျိုးကို ပြန်ပေးရမှာဖြစ်ပါတယ် ဆိုတာဟာနှောင်ဘဝတည်းမကူပါဘူးတချို့ဝတ်တွေကဒီဘဝမှာတည်းကြီးစွာသောပိဿမှုတွေကိုခံစားရတတ်ပါတယ်ဒါကြောင့်ကိုမပိုင်တဲ့ဘယ်ရာမဆိုအချောက်မလို့ခြင်းပါနဲ့ကိုယ်တိုင်ချိန်ပေးပါမိမိကိုယ်တိုင်ကြိုးထောင်ပါစူးစမ်းပါကိုယ့်ရဲ့စိတ်နဲ့ကိုယ့်ရဲ့စူးစမ်းမှုနဲ့ကိုယ့်ရဲ့လုံရက်တွေနဲ့ထိုက်တန်တဲ့အရာတွေဟာတနေ့ကြာရင်တော့ကိုယ့်စီကိုတေချာဖို့ရောက်လာမှာဖြစ်ပါတယ်ဒါကြောင့်ဘယ်ရာဝတ္ထုကိုမဆို 拜神心些，少点吗？